အစိတဲ့ကြတဲ့ပြဿနာကယနေ့တော်တော်များများလူငယ်တွေအထိကူးဆက်ကူးဆက်ရောဂါတော့မဟုတ်ဘူးဗျာလူငယ်တွေအထိယနေ့ကြည်လိုက်ရင်လူငယ်တွေအထိဖြစ်တာမျိုးတွေ့ရတယ်အထူးသဖြင့်တော့နာတာရှိယောဂါစီးကျိုယောဂါရဲ့လို့မဆိုလို့စီးကျိုယောဂါကဲ့သို့ပဲအခြားသောနာတာရှိယောဂါတွေရှိတယ်ဒီယောဂါတွေကိုခံစားလာရတဲ့နာတာရှိယောဂါတွေနှစ်ပေါင်းများစွာခံစားလာရတဲ့အခါမှာလေဒီလိုပဲ depression လို့ခေါ်တဲ့စိတ်ကျတဲ့ပြဿနာစိတ်ကျတဲ့ခံစားချက်တွေ ဖြစ်လာတတ်တာတွေကိုလည်းကျွန်တော်တွေ့ရတတ်တယ်။ခဲကောင်းပြီဒါဆိုရင်ဘလို့ပုံစံမျိုးကိုဆိုလိုတာလဲသူ့ရဲ့လက္ခဏာပေါ့ယောဂရဲ့လက္ခဏာပေါ့လက္ခဏာတွေကဘလို့လက္ခဏာတွေဖြစ်တာလဲ depression ဆိုတဲ့အကြောင်းတရားကျွန်တော်ကြည့်လိုက်အောင် depression ရဲ့အကြောင်းတရားကပထမဦးစွာစိတ်ထိတ်ကြိုက်လွယ်မယ်ဘလို့ပဲနဲ့စိတ်ထိတ်ကြိုက်မယ်တာမန်လောက်တော့ပဲပြီးသွားမယ်ကိစ္စမှာငိုရင်လည်းငိုမယ်ရင်ရင်လည်းရင်မယ်တာမန်တက်ပို့တဲ့ ခံစားချက်ခံစားမှုမျိုးဒါမျိုးဖြစ်လာတယ်ဒါကကျွန်တော်တို့အာရောကြအနေနဲ့အကြမ်းချင်းရှင်းပြတာဒီတမကတဲ့အရာတွေလည်းရှိနိုင်တယ်တက်တဆန်ရဘာသာရက်လိုက်တက်ကျွမ်းတဲ့ကြောင်အများနဲ့ကောင်းကောင်းကွန်ဆောလို့ကိုတိုင်မင်းဖို့လည်းလိုအပ်တယ်အာရောကြကတော့ဒါအကြံပြုပေးတာကနဝုအနေနဲ့တည်တည်တည်တိုက်တဲ့ဘုဒ္ဓတရားလေးတွေရအောင်ထုံးစံနဲ့အာရောကြက sharing လုပ်ပေးတာပဲဖြစ်ပါတယ်ကဲနောက်အနေနောက်တဲ့အနေနဲ့ဘာဖြစ်နိုင်လဲဆိုတော့အရင်ကစိတ်ဝင်စားလိုက်အကြောင်းအရာတွေ အရင်ကကြိုက်ခဲ့တယ်ဆိုတဲ့အရာတွေအခုမကြိုက်တော့တာမျိုးဖြစ်သွားတယ်။အရင်ကအဖြူရောင်ဝင်အပဒဏ်နှစ်သက်တဲ့တခုတ်တရအဖြူရောင်ပေါ်မှာ crazy ဖြစ်ခဲ့ဘူးလေဒါပေမဲ့အဖြူရောင်ကိုအခုအရင်အရင်လိုမဟုတ်တော့ဘူးခံစားချက်ကျင်းမဲ့သွားတယ်ဒါမျိုးလေးတွေဖြစ်လာတယ်လူနဲ့စိတ်နဲ့မကက်ဖြစ်နေတတ်တယ်ဒါတည်းတနည်းအားအကြိုင်းငေးနေမယ်ကြည်နေမယ်တွားထီလိုက်ကင်လိုက်မှဒါသတိပြန်လဲလာလာဒါဒါမျိုးလေးတွေဖြစ်မယ်ဒီလိုပုံစံလေးတွေဖြစ်လာတတ်တယ် နောက်တစ်ခုကလူနေဖို့ပုံစံပြောင်းလာတယ်။အိပ်ပဲအိပ်ရှင်နေတယ်။ခွေခောက်ပြီးအိပ်ပဲအိပ်နေတယ်။ဒါမှမဟုတ်လေမအိပ်ဘူး။တောင်းလျှောက်လို့မအိပ်တော့မအိပ်တော့ပဲနေနေ။ဒါလူနေဖို့ပုံစံပြောင်းလာတာ။နောက်တစ်ခုအစားတော့ကိုအလိုအရင်ထက်ပို့ပြီးတော့ပို့စားလာတာမျိုးရှိလာတယ်။အစားတော့ဘက်မှာပဲနေတဲ့အငမ်းမရဥမာငပြောသီးကိုဖီးလိုက်တင်ပြီးစားနေမယ်။အချွေတွေကိုကတ်လိုက်ထားပြီးတောက်နေမယ်။အဲဒါမျိုးကြီးဖြစ်လာတာလည်းတွေ့ရတယ်။ ဒါမှမဟုတ်လည်းမစားတော့အမတန်နေသွားတယ်အစားတော့ပြီအစားတော့တာတော်တော်ကြီးနေပါသွားတာမျိုးကြီးတွေ့ရတတ်တယ်လူတွေနဲ့ခက်ဝေးဝေးခက်ကင်းကင်းမှနေလာတတ်တယ်လူတွေနဲ့အချွားနဲ့ရောတွေနဲ့မရှိတော့တကုတ်ကုတ်ဆိုးပြက်ချက်ချရတော့မယ်ဆိုတဲ့နေရာမှာအရန်ကြာတယ်လိုအပ်တာတဲ့အရန်ကိုတွေ့ဝေသွားတယ်အရန်ကြီးကြာပြီးတွေ့ဝေပြီးသူဖြစ်နေတတ်တယ်အဲ့ဒါမျိုးဆိုရင်ဒါကစိတ်ကြ depression လို့ခေါ်တဲ့စိတ်ကြယောဂါလက္ခဏာရဲ့ရှေ့ပြေးတွေဖြစ်တယ်အဲ့ဒါမျိုးဒါတော့ မိမိအိမ်မှာမိမိချစ်ခင်ရတဲ့မိမိရဲ့မိသားစုဝင်တွေအဓိကတော့အဖေတွေအမေတွေအဖိုးတွေအဘွားတွေပေါ့ဗျာဒီလိုလက္ခဏာမျိုးလေးတွေတွေ့ရပြီကြုံတွေ့ရပြီမြင်ရပြီဆိုရင်အထူးပဲ view ပြုစီခြင်းနဲ့ view size စီခြင်းနဲ့တစ်ခါတလေမှာအယူအဆလွဲတာလေးတွေရှိတယ်အသက်အရွယ်အားဖြင့်ကြီးသွားပြီအသက်ဥပမာပြောပြတာပေါ့ဗျာ80ဖြစ်မယ်80ဖြစ်မယ်စရည်ဖြစ်ပေါ့အကျွေးငယ်တဲ့သူတွေကခံစားချက် အသက်ကြီးလာတဲ့ခါမှာဖြစ်လာတဲ့စိတ်ကြယောဂသူဖြတ်တန်းခဲ့ရတဲ့ဘဝတော့ short လုံးရဲ့ထုံနဲ့တဲ့ဒဏ်တွေရိုက်ခတ်ခဲ့တဲ့ဒဏ်တွေအသက်အရွယ်ငယ်တဲ့သူတွေကမသိဘူးဒီအရာတွေမသိတော့ယောဂခံစားနေရတာကိုယောဂခံစားနေရတယ်လို့သူကတတ်မှတ်နားလည်မှုပူးတူတာလည်းနေတော့မသိတဲ့အပြင်အဖြစ်တင်တာမျိုးတွေများလာတတ်တယ်။စားနေတာတွေများပြန်ရင်လည်းဘာဖြစ်လို့လော့လော့စားရတာလဲစားတာတွေကမစားပြန်ရင်လည်းမစားလို့တယောက်တည်းနေလို့တောင်းကပ်နေရင်လည်းဘာဖြစ်တာလဲဥဝဥဝစားရတဲ့ပြင်ပေါ့ဗျာ။ကိုက ဒီဩဃာရဲ့လက္ခဏာလေးတွေနဲ့အကြောင်းအမူအရာပုံစံလေးတွေစံနာလေးတွေကိုနားမလည်တဲ့အခါကျတော့မိဘကိုတော့လကောက်တို့မဟုတ်အဖိုးဖွားတွေကိုတော့လကောက်အဖြစ်တင်မိတယ်အဖြစ်တင်ခြင်းတယ်ထိမ့်ပါဒီဩဃာရဲ့လက္ခဏာလေးတွေကိုအခုလိုအာရောကြကရှယ်ပေးတာကိုအကြောင်းအရာတစ်ခုကြောင့်နားလေလွယ်မဲသဘောပေါက်လွယ်မဲဆိုရင် ကို့မိဘဘိုးဘွားတွေရဲ့ခံစားနေရတဲ့အကြောင်းတရားကိုရုပ်တရက်အချိန်တိုတွင်မှာပဲကျွန်တော်တို့သိနိုင်တယ်